ပရိနေတိုင်းနိုင်နဲ့ချန်စီယိုကြီးချန်စီယိုကြီးအိုးအိုးဘရာအဲ့ဆိုသူတွေပါတော့ခြေကညပဲစပင်းပြိုင်ဖို့ညင်လိုက်ပါတယ်။ဒါပေမဲ့မိနီကတော့တီဂျီဆိုတဲ့ကောင်ရဲ့အကြောင်းကိုပဲပြောပြနေပါတယ်။တီဂျီဆိုတဲ့ကောင်ကအမြဲတမ်းလေကြီးလေကျယ်ပဲပြောပြီးတော့သူ့ရဲ့စပင်းအကောင်းဆောင်နေဆိုရင်ပြိုင်တဲ့ပွဲတိုင်းကိုယ်နိုင်မဲ့ထင်နေတဲ့ကောင်တခြားစပင်းတွေနဲ့ စပိန်အဟောင်းလိုက်ဆိုရင်အရန်အချင်းသေးပါတယ်။အဲဒါကြောင့်မင်းနဲ့သူကိုငါပွဲတီပေးချတယ်ကွာ။မင်းကိုအဲ့ဒီကောင်ရဲ့ပစားပိတ်သွားအောင်လှုပ်ပေးစေချင်တယ်။ဒီညလူစုနေကြဘဲညင်ထဲမှာငါတို့ရှိမင်းမင်းလာချင်လာခဲ့ပေါ့။မင်းကိုလည်းအရန်မတိုက်တွန်းပါဘူး။ဆိုပြီးတော့ထွက်သွားပါဦးလေ။ဂျေးကလည်းအနေငယ်မခံချင်းဖြစ်သွားပုံရပါလေ။ညောက်တဲ့အချိန်မှာဘဲညင်ထဲမှာတော့စပိန်တွေကိုစီနဲ့လူငယ်တွေစုဝေးနေပါလေ။မင်းနဲ့ချင်ကတော့ထိုင်ကုန်တစ်ခုမှထိုင်ပြီးတော့ဂျီလာမလားဆိုပြီးတော့စောင့်နေကြပါလေ။ ကျွန်တော်ဂျီကိုမလာတော့ဘူးလို့ပြောနေပေမဲ့လေမင်းကတော့ထားဆောင်ကြည့်ပေးဖို့ပဲပြောနေပါတယ်ဒီနေရာမှာဆိုရင်မင်းကဂျီကိုစုံစမ်းတွေ့ကလေးကသူ့ရဲ့ကျင်းတယ်ကိုခေါ်ဖို့စိတ်အားထက်သန်နေရကိုကြည့်ရပါတယ်ချိုချေပါမနေ့ကတီကြီးဆိုတဲ့ကောင်ရောက်လာခဲ့ပါတယ်ဟေ့ရောမင်းတို့မင်းတို့ကြောက်အောင်ကမလာသေးဘူးလားမင်းရဲ့လူကငါ့နဲ့ပြဲမှာကြောက်နေတယ်ထင်တယ်ဆိုပြီးတော့လေကြီးလေကြီးပြောနေပါတယ်မင်းကတော့ခဏလောက်ထားဆောင်ကြည့်ပါဦးလို့ပြောလိုက်ပါတယ်ခဏနေတဲ့အခါကျမှတော့ဂျီရောက်ရှိလာပါတယ်ဒီရက်ကဂျီကို လက်မိနေတာကြောင့်စိတ်ဝင်စားကြည့်နေကြပါတယ်။ကြည်ကြည်ကတော့ဂျီစီစီကိုတွားလိုက်ပြီးတော့မင်းမနေ့ကတော့အကွက်တွေပြမယ်ပွဲပြတော့မဟုတ်ဘူး။အတင်းတော့တကယ့်ပြရမယ်ပွဲပဲ။တွေ့ရတာဝမ်းသာတယ်ကွာလို့ဆိုပြီးတော့လောင်ကြောင်ချုပ်ကလက်ကန်းနှုတ်ဆက်လိုက်ပြီးမယ်လေဂျီကတော့သူ့ပုံစံတိုင်းအဖက်တော့မလုပ်ခဲ့ပါဘူး။ဂျီကတော့မင်းနူးစီကိုပဲတွားလိုက်ပြီးတော့ငါမအားဘူး။ပွဲကိုပြင်ပြင်ပဲဆက်လိုက်တော့လို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာကျွန်ကတော့သူတို့ကကျောင်းနေကျောင်းနေကကျောင်းသားတွေဖြစ်ကြောင်းပြောပြီးတော့မိတ်ဆက်နေပါတယ်။ဂျီကလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်တာကြောင့် မင်းကြီးကတော့အံ့ဩနေပါတယ်ကျွန်တော်ချုံကသူတို့ပြဲမဲ့လမ်းကြောင်းကိုမြေပုံနဲ့ရှင်းပြနေပါတယ်ပြီးတော့သူနဲ့ပြဲရမယ်တီဂျီကိုပြလိုက်ပြီးတော့အဲ့ဒါမင်းနဲ့ပြဲရမယ်ကျွန်တော်တော့ကောင်းပဲလို့ဆိုပြီးတော့ရည်နေကြပါတယ်ကျွန်ကကြည့်ကိုစစ်ဖြစ်ဖို့တွေအုတ်ထုတ်တလုံးပြလိုက်ပါတယ်ပြန်ပွဲကိုစတင်ပြီးတော့နေ့ရက်စလုံးက ready ဖြစ်နေပါပြီငါရဲ့ကာဗွန်ဘိန်းနဲ့ပြဲရမှာဆိုတော့လွယ်မယ်လို့တော့မထင်မနေနဲ့လူတီဂျီကပွဲကမစတင်ဘူးလေးကကြီးနေပါတယ်ကျွန်ကဖုန်းကိုအုတ်ထုတ်မှတက်ပြီးတော့နောက်ကနေဗီဒီယိုလိုက်ရမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပွဲကိုစတင်ပြီးမြင် သူ့ရဲ့ဆက်ပင်ရဲ့ခွေးသားလေးတစ်ခုကိုပြလိုက်ပြီးတော့ဒီအောက်ကိုကြွသွားနဲ့မင်းတို့စထွက်လို့ရပြီလို့ပြောလိုက်ပါတယ်ကျွန်တော်ခွေးသားကိုအောက်ကိုချလိုက်ပြီးတော့ကြံဝဲကိုစတင်လိုက်ကောင်းအက်ဆိုဒီကိုစတင်ထားပါတယ်ခင်ဗျာအက်ဆို4ခွေးသားစီမြေပေါ်ကိုကြွသွားတဲ့ပြိုင်နဲ့နှစ်ယောက်စလုံးဟာအရှိန်နဲ့စတင်ထွက်ခွာသွားခဲ့ကြပါတယ်ဒီချိန်နဲ့ဖူးကဘုံစပင်းကပေါ်လာတာကြောင့်ဘောရဲ့အဆမှာជីကြီးကဥူးဆောင်နေပါတယ်ជីကြီးကကြိုင်နေတဲ့တောင်လေကကြီးနေပါသေးတယ်မင်းရဲ့အမိုက်တလာစပင်းနဲ့ငှက်ကိုနိုင်မယ်ထင်နေရလား အိမ်မက်မြင်နဲ့ငါဖင်ကိုပဲကြည့်ပြီးတော့နောက်ကနေပဲလိုက်ခဲလို့ပြောနေပါတယ်။ကြည်ကြီးကလမ်းပေါ်မှာစောက်လို့ရတဲ့အတွက်စိုင်းပြထားတဲ့နေရောင်ပေါ်တွေကိုနောက်ဘေးနဲ့ရိုက်ပြီးတော့စတင်ညစ်ပါတယ်။ကြည်ကလည်းရုတ်ရက်ကြီးသူ့စီကိုရောက်လာတဲ့ချိုးရကိုရှောင်းလိုက်တာကြောင့်စပိတ်ကလမ်းကြောင်းလွဲသွားပြီးတော့ကားတစ်စီးစီကိုဥကြည့်သွားပါတယ်။ကြည်ကတော့လုံးဝရှောင်းလို့မရတဲ့ချင်းတွေကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ကြည်ကတော့စပိတ်နဲ့ကားပေါ်ကိုခုံးတက်လိုက်ပြီးတော့ကားပေါ်ကနေပဲဖြတ်လာခဲ့ပါတယ်။ဒီနေရာမှာခြေကညံကောင်းပြီးတော့ဆက်မင်းကိုပိုင်တန်စော်စီးနေတာကိုကြည့်ရပါတယ်။အကုန်လုံးကလည်း ်ကြေလုတ်သွားတာကိုမြင်ပြီးတော့နှလုံးမျိုးလက်ဆံမျိုးတွေဖြစ်သွားပါတယ်။ကျွန်းကဟေ့တီကြီးမင်းသူများကိုလိုက်ပြီးတော့တောင်းချင်ရုပ်နေတယ်လို့ပေါ်ပြောလိုက်ပါတယ်။ငါဘိန်းချော်သွားတော့ပါလို့တီကြီးကလည်းပြန်ပြောလိုက်ပါတယ်။ပြီးတော့တီကြီးကငါထင်ထားနေတော့ဒီကောင်ကပိုယူနေတာပဲလို့ကြွေးနေပါတယ်။ခဏနေတဲ့အခါမှာတော့ကြီးကအချိန်လေးကိုကြည့်လိုက်ပြီးတော့အချိန်ကိုစပြီးတော့တင်လိုက်ပါတယ်။ကျွတ်တော့ပါတော်မှအကွေကြီးရှိတဲ့နေရာကိုရောက်လာကြပါလေ။ជីကြီးကတော့အကွေပါ။ជីကောင်အဲ့လောက်ရှိနေဆိုရင်သေပါပဲလို့ကြွေးနေလိုက်ပါလေ။ជីကတော့အရှင်ကိုလုံးဝမလျှော့ဘဲနဲ့ ကိုရရတော့မယ့်အချိန်မှာထရစ်ဆွဲပြီးတော့အေးစစီဒီအကွေကြီးကိုကြောဖြတ်သွားပါတယ်ဒီလိုနေရာကြီးမှာတော့ထရစ်ဆွဲပြနေတယ်စစောသိမ့်မဲ့ကောင်းလို့တီဂျီကတွေးနေပါတယ်တီဂျီကတော့အရှင်လျှော့လိုက်ရတာကြောင့်ဂျင်းနဲ့အကွာဝေးတစ်ခုကနေပဲပြန်လိုက်နေရပါတယ်သူ့ရဲ့ကောင်းမဆက်ပင်ကဆက်ပင်အစုပ်လုပ်ကိုမေးအောင်လိုက်နေတာကိုလက်မခံနိုင်ဖြစ်နေပါတယ်ဂျီကတော့သူ့ပင်ကိုလက်ညှိုးထိုးပြလိုက်ပြီးတော့ပြန်လေတိုက်နေခဲ့ပါပြီအခုတော့မင်းသားဖင်ကိုကြည့်နေရပြီမလားလို့ပြောလိုက်ပါတယ်တီဂျီကလည်းစိတ်တူသွားပြီးတော့ပွဲကမပြီးသေးဘူးကွာလို့ ။ဆိုပြီးတော့အရှင်ကိုအသူကုံတင်လိုက်ပါတော့တယ်။ Episode 5ကြည်ကြည်ကတော့အသူကုံနေပြီးတော့မင်းကုံကအမိပြန်လိုက်ပြမယ်လို့ပြောလိုက်ပါတယ်။ကြည်ကလည်းအေးဒါဆိုရင်လေ၄မိနစ်နဲ့ငါ့ကိုကြော်ပြီးတော့ပွဲကိုအန်လိုက်တော့ငါလည်းစာကြည့်အောင်မယ်လို့ပြောလိုက်ပါတယ်။ဒီလိုအချိန်မှာတော့စာရွေးကြောင်းသာပြောနေတဲ့ကြည်ကြောင်းကြည်ကြည်ကစိတ်တူသွားပြီးတော့မင်းတို့စာရွေးကြောင်းကသတင်းစာတွေကိုအားကြောင့်ကြည့်မရတာကြောင့်ဆိုပြီးတော့អော်နေပါတယ်။ကျွန်တော်အရှင်ကိုပဲဆက်တင်ပြီးတော့အမိလိုက်နေပါတယ်။တောင်ကုန်းအစင်းကြီးကိုရောက်တဲ့အချိန်မှာ ဒီအစင်းမှာမင်းကိုကြော်ပြမယ်ဆိုပြီးတော့အရှိန်မလျှော့ဘဲနဲ့ဆက်သွားနေကြပါတယ်။နောက်ဆုံးတော့အရှိန်မလျှော့ဘဲနဲ့ဆင်းနေတာကြောင့်ကျွန်ကအောက်ကခြံစည်းရုပ်ကြီးကိုမင်းတော့မမြင်ကြဘူး။စောစောစစ်စစ်ပတ်တာပေါ်ကုန်တော့မှာပဲဆိုပြီးတော့အရှိန်ကိုလျှော့ခိုင်းနေပါတယ်။ကြီးကတော့ဆက်မင်းကိုချက်ပြီးတော့ကျွေဆွဲလိုက်ပြီးတော့ခြံစည်းရုပ်ကိုခြေထောက်နဲ့ချလိုက်ကအရှိန်ကိုလျှော့နိုင်နေပါတယ်။ကြီးကြီးကတော့အနားရောက်မှဘာလို့ရောက်လဲမသိတော့ဘဲနဲ့ break ကိုဆွဲလိုက်ပါတယ်။ဒီလိုနဲ့အရှိန်ကြောင့်ဆက်မင်းပေါ်ကနေလွင့်ထွက်သွားပြီးတော့ခြံစည်းရုပ်ကြီးကိုတက်တက်ကြီးဝင်ကျုံးပါတယ်။ကျွန်တော်တော့စိတ်ပူသွားတာကြောင့် ကြီးကြီးစီကိုပဲသွားလိုက်ပါတယ်။ကြီးကတော့အသုံးမချတဲ့ကောင်းဆိုပြီးတော့ပြန်လိုက်ကိုအေးဆေးသွားလိုက်ပါတယ်။ပြန်လိုက်ပါတော့ကြီးတယောက်တွေပဲပြန်ရောက်လာတာကြောင့်လူတွေကကြီးကြီးဘာဖြစ်သွားလဲသိချင်နေကြပါတယ်။မိန်းမကတော့လေကြီးလေးကြီးပြောတဲ့ကောင်းခုတော့ခံလိုက်ရပြီချင်းနေ။ငါတော့စက်ဘင်းကအတိတ်ကမဟုတ်ဘူးလို့ပြောနေတာလို့တွေးနေပြီးတော့ဂျေတုနာကိုရောက်လာတဲ့အချိန်မှာတော့ကြီးကြီးကိုဒီစက်ဘင်းနဲ့ဘလို့အနိုင်ယူနိုင်ခဲ့တာလဲ။ပြီးမှဗီဒီယိုကိုသွားကြည့်ရမယ်လို့ပြောနေပါတယ်။ကြီးကတော့အုတ်ထုတ်ကိုပဲပြစ်ပေးလိုက်ပြီးတော့ငါပြောတာကိုမမှီတယ်မလား။ ကျောင်းမှာစပင်းပြန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါ့ကိုချက်ပြီးတော့လာပြီးတော့အာယုံမနောက်နေတော့လို့ပြောပြီးတော့ထွက်သွားပါတယ်။ဘေးလူတွေကလည်းခြေကိုကြည့်ပြီးတော့ဒီဘေးကဖျဲလာကြည့်လားဆိုပြီးတော့ပြောနေကြပါတယ်။အဲ့ဒီအချိန်မှာတီဂျေကတော့သူတို့နဲ့ရောက်ရှိလာပြီးတော့တခြားသူတွေကလည်းအစင်ပြေလာမေးနေကြပါတယ်။တီဂျေကတော့ဒီကောက်ကိုငါ့စီကိုခေါ်ခဲ့စမ်းလို့អော်ပြီးတော့ Episode 5ကိုဂျင်းနီယာမှာစတင်ထားပါတယ်ခင်ဗျာ။